ဒီဗီဒီယိုလေးမှာတော့မြန်မာနိုင်ငံမှာနှီးပညာတက်တက်မှုတွေဘာလို့နောက်နေရလဲဆိုတာကိုအင်ချက်မြေကန်တာနေပြောပြအောင်ဖြစ်ပါတယ်။အရင်ဗီဒီယိုမှာပြောပြသွားနိုင်ငံတကာအင်ချက်မြေမှာ၃ခုနေပြီဖြစ်တဲ့ Fiber Tor တွေ AI နှီးပညာတွေပြီးတော့မှ360 shootout တွေဒီနေရာတွေကမြန်မာနိုင်ငံမှာမလုပ်နိုင်ဘူးလားဆိုတော့မဟုတ်ပါဘူးလုပ်နိုင်ပါတယ်။ဒီမြန်မာနိုင်ငံမှာဒီလိုတက်တက်မှုတွေပေါ်ဆောင်နေတဲ့လူတွေအများကြီးလည်းရှိပါတယ်။ဒါပေမဲ့လည်းဒီလိုအရာတွေကိုပြုလုပ်ရတဲ့အရာမှာနှီးပညာကုန်ကျစရိတ်တွေအများကြီးရှိနေပါတယ်။ဥပမာ application တစ်ခုကို public လို့ဆိုရင် Google တို့ Apple တို့ဒေါ်လာနဲ့ပေးရတယ်ရှိတယ်။360ကြည့်နိုင်ဖို့အတွက်ဆိုရင် Meta Pop ကိုကျွန်တော်တို့ကနေပြီးတော့ဒေါ်လာနဲ့ပေးရတယ်ရှိတယ်။ဒါတော့အပေါ်ရမီတာတဲ့ကုန်ကြမ်းစည်လေးပဲဖြစ်တယ်ပေါ့နော်။ဒီထက်အသေးစိတ်ကြိုက်ကုန်ကြမ်းစည်တွေလည်းအများကြီးရှိနေပါတယ်။ဒီလိုနည်းပညာတွေပေါ်ဆောင်တဲ့နေရာမှာပိုကောင်းတဲ့နေရာတွေဖန်တီးဖို့အတွက်ရင်းနှီးမြှုပ်နှံမှုတွေငွေကြေးထောက်ပံ့မှုတွေအများကြီးလိုအပ်ပါတယ်။ဟုတ်ပြီဒီလိုမျိုးရင်းနှီးမြှုပ်နှံမှုတွေရှိလာပြီဆိုရင်တော့လူတွေအနေနဲ့ဒီလိုနည်းပညာအသစ်စမ်းတွေကိုအသုံးပြုဖို့ဝန်လေးနေရတယ်။ ီးတော့မှနီးပညာကုန်ကြစေးအတွက်လာတင်ရေးလိုမျိုးကောက်တဲ့အခါမှာလည်းပေးဖို့ဝင်လေးရတယ်မပေးချင်တာတွေပြီးတော့လူတွေရဲ့ဒီနီးလန်းဟောက်ပုံစံအခွက်မှာပဲကျင်လေနေရတာပို့ပြီးတော့တဘောကျနေရတယ်ရှိနေပါတယ်ဒီလိုမျိုးနီးပညာကုန်ကြစေးအတွက်အာမခံချက်မရှိတဲ့အခါမှာယင်းနီးမြုပ်နယ်လူတွေအနေနဲ့လည်းဒီဟာကိုယင်းနီးမြုပ်နယ်ဘုတ်အတွက်ဝင်လေးလာကြပါတယ်အချို့အပြည့်ပြောမယ်ဆိုရင်နိုင်ငံတွင်းစည်းရုံးမှုများလာတဲ့အခါမှာအင်ချက်မီဝေယူနှုန်းကပို့ပြီးတော့မှနေလာပါတယ်ဒီအတွက်ကြောင့်မို့လို့လူတွေအနေနဲ့နီးပညာမြင့်တွေအသုံးပြုဖို့ခက်ခဲလာပါတယ် ဒီနေ့မြုံနယ်သူတွေအနေနဲ့လည်းဒီထက်ပို့ပြီးတော့မှအာမခံချက်မြင့်တဲ့နေရာမှာပဲပို့ပြီးတော့မှယင်းနီးမြုံနယ်လာကြတာကိုပဲတွေ့ရပါတယ်။နီးပညာတိုးတက်မှုနောက်နေရတဲ့အခြားအကြောင်းအရာတွေကိုလည်း comment မှာဆွေးနွေးပေးထားကြပါဦး။